ွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဂျမ်ပစစ်ခွေးတက်ရဲ့ဘောကို special မနေတဲ့အမှုပညာရှင်တွေရဲ့နောက်ွယ်ကအကြောင်းလေးတစ်ချက်နှစ်ချက်ကိုကျွန်တော်ဖော်ပြပေးခြင်းပါတယ်။နေတိုးနဲ့ချုပ်တုံးဆောင်တွေဟာမင်းအွန်လိုင်းစီကတိန်းထောင်နဲ့ချီပြီးတော့ရယူထားကြတယ် အမျက်တလက်ရယူထားကြသလိုသူရဲ့လုံခြုံရေးအတွက်လုံခြုံရေးအဖွဲ့ဝင်10ဦးပါအဖွဲ့တွေကိုလည်းပဲသူတို့တွေရယူထားကြတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တင်ပြခြင်းနဲ့ဗျာနောက်တဲ့သတင်းတစ်ခုကတော့ပြည်တော်စုမှာမဖွင့်ပြိုးတဲ့ကြံ့ဖော့ပါတီကကောင်းတယ်မဲဆွဲစီယုံဖို့အတွက်ကျွန်တော်တို့အခြေခံလူမ်းစားတွေဖြစ်တဲ့ဒါကျွန်တော်စိုက်ကားသမားတွေဗီဒီယိုသမားတွေစသည်အားဖြစ်ပေါ့ဗျာ တို့နိုင်ငံမှာလဲဆင်းရဲနှပ်ပါတဲ့ခါကျတော့လုံးမရှိအကင်မရှိအများကြီးရှိပါတယ်ဆိုတော့သူတို့တွေကိုတရက်ကိုမြန်မာကျပ်ဝင်တပေါင်းခွဲပေးမယ်ဆိုပြီးတော့မဲ့တဲ့စီယုံပွဲတွေမှာလိုက်ဖို့ခေါ်ပြီးတော့မှပတ်စံမရှင်းပေးလို့ပြဿနာတက်ခဲ့တဲ့အကြောင်းတွေကိုဖော်ပြပေးမှာပါဟုတ်ပြီနောက်တစ်ဒင်းခုလည်းရှိပါတယ်အဲ့ဒီဒင်းကတော့တကယ်ကိုအဲ့မခမ်းပါပဲဗျကမ်ဘူမှာပေါ်တာဆွဲဖန်းစီခံရတဲ့လူငယ်၁၀ဦးကပြစောတိခေါင်းဆောင်ကိုရှင်းလိုက်တဲ့အကြောင်း ကျွန်တော်လူငယ်10ဦးကိုဒါဖမ်းဆီးပြီးတော့စစ်တပ်နယ်ပို့ဖို့အတွက်စီစဉ်နေတဲ့လမ်းပေါ်မှာပဲရင်မောင်းဖြစ်တဲ့ပစောတိကောင်ကိုလေစီကိုညှက်ပြီးတော့လွတ်မြောက်လာတဲ့လူငယ်10ဦးအကြောင်းကိုကျွန်တော်ဖော်ပြပေးခြင်းပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုသုံးထိဝင်ကြည့်ရှုဖို့ကျွန်တော်မိသားစုတဝင်းချင်းတဲ့တန်ကိုဒလီစာဖိတ်ခေါ်လိုက်ပါတယ်။အမှုပညာရှင်တွေအမှုပညာရှင်တွေအမှုပညာရှင်တွေဒီပွဲကတော်တော်လေးကြည်ကောင်းတဲ့ပွဲပါ။အားလုံးကိုကျွန်တော်တို့ကိုယ့်ရဲ့ကိုယ်ငွေမြင်တွေ့နေရတာ။ ဘယ်သူကဘာကောင်လဲဆိုတာအားလုံးထင်ထင်ရှားရှားကိုမြင်တွေ့နေရတော့လုံးဝကိုညင်လို့မရဟုတ်ပြီဒါပြီးခဲ့တဲ့ရှေ့ပြင်မှာလည်းပဲနေတိုးတို့အမြင့်မြတ်တို့အဘယ်သူတို့ဘာကောင်ညာကောင်နေပေါ့ဗျာဒီကောင်နဲ့ပတ်သက်ပြီးတော့ဒါ wine cost ကလည်းတကယ်ကိုအောင်မြင်ထိရောက်ခဲ့ကြတယ်ဟုတ်ပြီကျောင်းပြည်သူ wine cost ကျောင်းပြည်သူကိုဒီကောင်ဒီဘလောက်ကြီးကြောက်ရလဲဆိုတာကိုလည်းကျွန်တော်တို့အားလုံးတွေ့ခဲ့ပြီးဖြစ်ပါတယ် အခုကျွန်တော်ဒီနေ့ပြောမှာကနေတိုးဟာမင်းအွန်လိုင်းစီကားလို့ရောမြမကျောင်းဝင်သိန်းထောင်းနဲ့ချီပြီးတော့ရယူထားတယ်သူတို့ဘောကိုမဖို့အတွက်နေတိုးနေမဟုတ်ဘူးเนาะမြင်းမြတ်တို့လည်းပါတယ်အခြားအနုပညာရှင်တွေလည်းအကုန်လုံးပဲဒါအပြင်မင်းအွန်လိုင်းကသူတို့ကိုပစ္စတိုတယောက်ထလက်ပါပေးထားသေးတယ်ဆိုပါတယ်ပြီးတော့သူရဲ့အသက်ကိုသူတို့ကာဝယ်ဖို့လေလုံကြီးအဖွဲ့ဝင်၁၀ဦးပါအဖွဲ့ကိုလည်းပဲ စင်လို့ထားပါတယ်ဟာမင်းတို့တော့ငါမကဲဘူးတော့မင်းတို့တက်ကိုမင်းတို့ဟာတော့မဟုတ်ကဲမင်းတို့တိတ်သွားရင်ငါမတိဘူးမင်းတို့ကိုငါတိန်ထောင်နဲ့ချီပြီးတော့လဲပေးထားပြီးပြီတနက်တလက်လည်းပေးထားတယ်လုံညိုကြီးလည်းပေးထားတယ်ဒါမှဒါတော်မှမြို့ပြယူကြီးအဖွဲ့တွေကျွန်တော်တို့လူငယ်တွေရှင်းခံရတယ်ဆိုရင်တော့ငါကိစ္စမဟုတ်တော့မင်းတို့ကိစ္စအဲ့တော့မင်းတို့ညံ့လို့မင်းတို့ခံရတာမင်းတို့သိဆိုတော့ဒီသတင်းကြားလိုက်တော့ကျွန်တော်ရဲ့မိသားစုဝင်အံ့ဩသွားတယ် နေတိုးဆိုတဲ့ကောင်ကလည်းငွေကြိုက်တယ်ဗျာမြင့်မြတ်ဆိုတဲ့ကောင်ကလည်းငွေကြိုက်တယ်ပြီးတော့လက်ရှိခရိုနီနဲ့စစ်တပ်နဲ့သူတို့တွေလုံးဝကင်းလို့မရအောင်ဘာလို့ထင်ရှားစွာတွေ့ရမလဲပြီးခဲ့တဲ့ရက်က stage symbol မှာ gfire ဆိုတဲ့ကောင်ကျွန်တော်ဒီကောင်တချင်းအဲ့လောက်ထိမသိဘူးကျွန်တော်ရဲ့လူမှုကွန်ဆိုရှယ်စာမျက်နှာထပ်ကိုရောက်လာလို့တာဒီကောင်ရဲ့စကားကိုလည်းကျွန်တော်အစအဆုံးနားမထောင်တန်ဖို့ မဲ့တော့ကျွန်တော်တို့စိတ်ဝင်စားဘူးဒါပေမဲ့ချို့သော status တွေတွေ့တဲ့အခါမှာကျွန်တော်သိတယ်လေဒီကောင်တွေဟာကျွန်တော်နိုင်ငံကိုနှစ်ပေါင်းကျော်လောက်သူသေးစုံနေတဲ့ခေါင်းကြီးတာသမီတွေနဲ့ပြီးတော့စစ်ပုံချုပ်ကြီးတဲ့တာသမီတွေနဲ့သူတို့လောကကင်းလို့မရဘူးလောကကင်းလို့မရလောကကင်းလို့မရတော့သူတို့ဘယ်လမ်းကိုရှောက်မလဲဒီလမ်းပဲရှောက်ပဲဒီနေ့ကျွန်တော်တို့တွေ့ပါတယ်မြို့အချို့ ရင်မြောင်းပုတ်ထဲမှာချက်ဖို့ပါတီကကောင်းနေလူကြီးပိုင်းတွေတော့မဟုတ်ပါဘူးအောက်ခြေကကျောင်းဝဲပြည်သူတွေပေါ့ဗျာအချို့အဆင်မပြေတဲ့သူတွေနော်အခွင့်အရေးလေးရမလားပြီးတော့ထောက်ပံ့ကြေးလေးရမလားအဆင်ပြေမလားပေါ့ဗျာဒါလေးတွေနေပဲချက်ဖို့ပါတီတွေရောက်သွားတာလေအများကြီးရှိတယ်ကျွန်တော်ကောင်းကောင်းသိတယ်ကျွန်တော်တို့ကလည်းအခြားကဘာကမဟုတ်ဘူးအခြားချိုကမဟုတ်ဘူးမြန်မာနိုင်ငံတွေကမြို့ပြမှာနေတဲ့လူငယ်တွေဖြစ်တယ်ဒါကြောင့် တို့ခင်းတဲ့ဟာတွေနောက်ကလိုက်ပြီးရှောက်တဲ့ဟာတွေဘာကြောင့်ရှောက်လဲတို့ကဘယ်လဲအောင်ခင်းသွားလဲကျွန်တော်လည်းကောင်းကောင်းနားလေတက်ဖို့အညီကိုဝေရင်မြောင်းမြောင်းကြဲထဲမှာမြောင်းဆယ်ကြည့်လိုက်တော့လက်နဲ့နောက်ဆုံးပေါ် international စက်ကြီးတွေနဲ့မြောင်းဆယ်တယ်သူတို့မလို့မရှက်တယ်ဆယ်ခိုင်းတဲ့ကောင်လေးစဉ်းစားကြည့်ပါဦးမြောင်းဘာကြောင့်ပိတ်တာလဲအမိုက်ရှိလို့ပိတ်တာဘာကြောင့်အမိုက်ရှိတာလဲအာပလတ်စတစ်ရှိလို့ပေါ့ဘာကြောင့်ပလတ်စတစ်တွေရှိတာအဲ့ထဲမှာလဲခြေလုံးတဝဲလဲတာ ကျွန်တော်နိုင်ငံကိုပညာမတောက်ပညာမဲ့အောင်ဆင်းရဲမွဲတေးအောင်ဖန်တီးထားတာအာနာယူအုပ်စုပညာမဲ့ရင်ပညာမတက်ရင်သူတို့တွေလက်နက်နဲ့အုပ်ချုပ်လို့ရတယ်ဟုတ်လားအကျွန်တော်ပြောတဲ့စကားကမပြည့်စုံပါဘူးအရှိကျွန်တော်တို့ဒါပညာရှိတွေပေါ့နော်ပြောခဲ့တဲ့စကားတွေဟုတ်ပြီ အခုနေတို့ကတိန်ထောင်နဲ့ချီပြီးတော့မင်းအောင်ဖလိုင်စီကငွေကြီးတွေကိုလက်ခံထားတယ်။အခြားကမင်းသားမင်းသမီးတွေလည်းအများကြီးလက်ခံထားကြရတယ်။ဇက်ပေါ်ဇက်ရံတွေအများကြီးမြန်မာကျပ်ငွေမင်းအောင်လိုက်ပေးနိုင်တာပေါ့။တို့တကငွေကဘာမှမဟုတ်တာ။စက်ကူကပဲရိုက်ထုတ်တာ။အဲ့တော့ဒီမြန်မာငွေကျပ်တန်ဖိုးမရှိတဲ့အရာတွေကိုလက်ခံရရှိဖို့ပြီးတော့ တမိုးရှိတဲ့လူကုံတိတ်ခါကိုသူတို့တွေလဲလေရယူလိုက်ကြတယ်ပြောချင်တာကကိုကိုကိုရောင်းစားလိုက်ကြတာနေတို့နေတို့နဲ့ပတ်သက်ပြီးပြောတဲ့အချို့ဆိုရင်ဘာဘလာဘာလီဝင်ထောက်လဲဆိုတာရေဒိုအားရခိုင်မှုလို့နေတို့ကိုပဲဖိပြောနေတာလားဆိုတာမျိုးအဲ့စကားကတော့တကယ်ကိုဘယ်လိုပြောမလဲတော့ဟိုဘလို့တီးလို့စကားဗျရခိုင်မှုလို့ကျွန်တော်တို့ကပဲပြောနေတယ်လို့လို့ပေါ့ဗျမဟုတ်ပါဘူး အာရခတ္တောအေအေကကျွန်တော်နဲ့အတူတူအမြဲတမ်းရှိနေတာပါကျွန်တော်ကအာရခတ္တောအေအေပဲကျွန်တော်တို့ဟာ KIA ပဲကျွန်တော်တို့ဟာ MNTA ပဲကျွန်တော်တို့ဟာ TNL ပဲကျွန်တော်တို့ဟာ MDY PDF ပဲကျွန်တော်တို့ဟာ Rangoon ပဲကျွန်တော်တို့ဟာ KNU ပဲကျွန်တော်တို့ဟာ KNL ပဲကဲကျွန်တော်အားလုံးတူတူပါပဲကျွန်တော်လူငယ်တွေမှာဘာမှမခွဲဘူးအခွဲနေတာကသူတို့ပဲဟုတ်ပြီ သူတို့ရဲ့လုံခြုံရေးနဲ့ကိုကိုကိုကာကွယ်ချကွာငါလုပေးနိုင်တာကတော့ဒါပဲမင်းတို့ကလည်းပတ်စံပေးပြီးပြီအခုမင်းတို့လိုချင်တဲ့တနတ်လည်းထုတ်ပေးပြီးပြီတန်တက်လည်းရှိတယ်ပတ်စံလည်းရှိတယ်ပြီးတော့လုံခြုံရေးလည်းပဲပေးထားတယ်အဲ့တော့မင်းတို့ကိုကိုကာကွယ်တော့ဒါကြောင့်မင်းတို့သိရင်ငါ့ကိုအပြစ်မတင်နဲ့နော်မင်းတို့ညံ့လို့မင်းတို့သိတာဟိုကလည်းပဲ ငွေချင်းနဲ့စီးစိမ်ပြီးတော့ဆက်ဆက်တဲ့အာနာဘကသားနဲ့မလွတ်ကင်းနိုင်တဲ့အခြေအနေကြောင့်သူတို့ကိုသူတို့ရောင်းစားလိုက်တယ်။ရောင်းလဲရောင်းစားစင်ကြဗျာ။ဟုတ်ပြီနေတို့ရခိုင်သားရခိုင်ပြန်လို့မှမရတော့တာ။မြောင်းလိုက်မိမတောက်ခေါ်ကျူကျူလာတော့မှရခိုင်ပြန်လို့ရလို့လား။ဆိုတော့အဲ့ဒီစကားတွေမပြောချင်တော့ဘူးကျွန်တော်ရဲ့မိသားစုဝင်တွေ။ လက်ရှိအချိန်ဒီမှာကျွန်တော်ပြည်သူလူထုကလည်းပဲတာဝန်ကြည်ပြီးကြည်နေစေဖြစ်ပါတယ်ကျွန်တော်တို့ကတော့လင်းလင်းရဲ့ရောင်နေနဲ့ပဲခီးဆက်နေတာဖြစ်တယ်ဟုတ်ပြီငွေကြေးသိန်းထောင်နဲ့ချီပြီးတော့လက်ခံထားတယ်တနက်လည်းရှိတယ်ဆိုတော့ကျွန်တော်ပြောလာကအမှုပညာအလုပ်တွေဆက်လို့အောင်မလားဒါမှမဟုတ်ဓမြတိုက်စားမလားတခါပဲဝင်ပြီးတော့စစ်ဘိုလ်ချုပ်ကြီးပဲလှုပ်လိုက်ပါတော့ဗျာ ဟုတ်ပြီနောက်တဲ့တစ်ခုကကျက်ခရေးပါတီကငွေပေးမယ်ဆိုပြီးတော့မဲဆွယ်စီယုံကြီးလိုက်ခဲ့တော်လဲအမှန်တကယ်မရရှိလိုက်လို့အတန်ထွက်လာတာပါတာဂီတာကနေပြီးဆက်စတင်ထွက်လာတဲ့အတန်ပါအဲ့တော့ကပါလဲဆိုတော့ရန်ကုန်တာဂီတာမြို့နယ်မှာဝေယောက်ရှင်ပြိုင်မဲ့ကျန့်ဖို့ပါတီကိုယ်စားလှယ်တောင်းတွေဟာလေမဲဆွယ်စီယုံကြီးလိုက်ပါရင်စံနဲ့ငွေကျက်အပေါင်းပဲပေးမယ်ဆိုပြီးတော့စိုက်ကားသမားတွေဘေးရဲသမားတွေကိုပြောဆိုစီယုံခဲ့တာနိုင်ငံကိုဖုန်ရက်ပြကြောက်လှုပ်ထားတာလေဒီကောင်နေပဲ အပေါ်ရေတော့ကျွန်တော်ပြောတယ်နော်စိုက်ကားသမားဆိုတဲ့သူတွေကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေရင်ကျွန်တော်တင်ကြပြောဆိုတာမဟုတ်ဘူးစိုက်ကားသမားတွေဖြစ်အောင်စိုက်ကားပဲနေလို့ရအောင်ဖန်ပြီးသားလာတာအဲ့ဒီကောင်တွေပဲဒါငါတို့တွေ့နေရတယ်ဒီ point နဲ့ဒီ point တိုင်းမှာဟုတ်လားကျွန်တော်မိသားစုနဲ့ရန်ကုန်မှာရှိတဲ့ကျွန်တော်ရဲ့ညီကိုမောင်မတို့အဲဒီ point မှာဖြစ်ဖြစ်ဒေါင်းစားရှိတယ်အဲ့ဒီဒေါင်းစားတွေရှိနေအောင်လည်းပဲအာနာယူတွေကပဲလှုပ်ထားတာပတ်စံဂျာညာကျက်ပြီးတော့ရှိုးနဲ့မိုးနဲ့လမ်းလျှောက်လို့မရဘူး မန္လေးမှာဆိုဘလောက်တွေစိုးလဲဗနိုင်းနဲ့ပါထုတ်ထားရတယ်ခိုးဆိုးလူနိုင်တွေအများများလုံးတော့ပြည်သူချင်းချင်းပြန်ပြီးတော့သတိပေးနေရတယ်ဟိုထဲမှာမန္လေးထဲမှာရှိတဲ့ငပြူဆိုတဲ့ကောင်တွေကလည်းမင်းကဟိုဘက်ကကာကြီးငပြူအဖွဲငါကဒီဘက်ကခါဝေးငပြူဖွဲမင်းကာကြီးငပြူဖွဲငါခါဝေးနေမိတယ်မလားနဲ့လာရင်ပြဿနာတက်ကြပြန်ပြီအရှိမဗန်လေးကိုဝင်ဖောက်တာလဲသူတို့ပဲရွှေဆိုင်တွေကိုဝင်ခိုးတာလဲသူတို့ပဲကိုယ်ဟာဆိုင်က900ဘန်းတွေကပတ်စံကိုပါဝင်နှိုက်တာသူတို့ပဲ အဖြေကအကုန်လုံးထွက်နေတာပဲလေဟုတ်ပြီဒီလောက်ဒီစင်ရမွေးတူဒီလောက်ဒီစုပ်ပြတ်တောင်းဖန်ထီးထားတာဘသူလဲဆိုတော့အဓိကတရားခံကိုလည်းကျွန်တော်တို့တွေ့ခဲ့ပြီးပြီအခုစင်းနေပါတယ်စားကြမရှိပါဘူးတောက်စရာမရှိပါဘူးကျွန်တော်တို့ပြည်သူတွေကဝန်ခံပါတယ်ဟုတ်ပါတယ်အဲ့တော့မဲဆွေစီယုံပွဲလေးစံလေးနဲ့တပေါင်းဝဲရမယ်ဆိုတော့လေမလေးပါလေးတက်ပြီးတော့လေလိုက်ချင်တယ်လိုက်ကြတာပေါ့ဗျာဒါတွေကရှိပါရက်ွက်ထဲမှာကျွန်တော်တို့လည်း မြူကြီးသားတွေပါဗျာကျွန်တော်တို့သိတာပေါ့ဗျာတာကေတာဘယ်နေရာလဲဖတ်အကုန်သိတယ်တာကေတာကြီးသွားစရာမလိုဘူးကျွန်တော်တော်ရင်ယုံမှာတာကေတာဆိုလို့အများကြီးရှိတယ်အဲတာကေတာခုလေးပြပြလာပါချမ်းမြို့နယ်ဒီမှာအများကြီးရှိပါဒါကြောင့်ကျွန်တော်မိသားစုတွေပုံနဲ့ရန်ကုန်ကကျွန်တော်မိသားစုဝင်နေပုတ်ဆိုတော့ကျွန်တော်ရောက်လာမှာဟုတ်ပြီတာကေတာကဘေးကမောင်းတဲ့သူပြောက်ကအလကားပတ်စံလည်းမရဘူးတဲ့ စံလဲမရဘူးတဲ့တောင်းတောင်းတော့အုပ်ချုပ်ရင်းမှုတွေကို ပေးထားတယ်တဲ့တို့တို့ဒီသွားတောင်းတော့လဲမတည်ဘူးဒီပစ္စံလေးတော့မပေးနိုင်မဲနဲ့တို့ကိုမဲဆိုဆီယုံမှုကြီးပဲပြောနေကြတယ်တဲ့ကျွန်တော်တို့ဆိုဘေးတွဲမမောင်းရဘူးတို့နောက်ပဲလိုက်ရတယ်ပစ္စံမရတော့နောက်နေမလိုက်တော့ဘူးကိုယ်ပဲဒုက္ခရောက်တာတဲ့ကျတော့တို့တို့ထိနာရတယ်ဗျာ ကျွန်တော်တို့နေစားကျွန်တော်တို့လူသမားတွေပေါ့နော်လူသမားတွေဆိုတာဒီနေ့လှုပ်ဒီနေ့လှုပ်တဲ့ပတ်စံလေးရပါဘောနော်အာအိမ်ပြန်အာကျွေးလေးပါလေးရှိတဲ့လူကလည်းအတိုးလေးပါလေးတတ်ထားပါဗျာပြီးတော့ဆန်လေးပါလေးနည်းနည်းဝယ်အာပြီးရင်အာနောက်နေ့အတွက်ပြင်ဆင်ရပြီးရင်နောက်နေ့ဆက်လှုပ်ကြတာနေ့စဉ်နေ့စဉ်နေ့လှုပ်သွားကြတာနေမကောင်းဖျားနာတယ်ဆိုရင်နည်းနည်းပါပတ်စံလေးဒါစုစုဆောင်ထားတာလေးနည်းနည်းပါရှိတယ်ဆိုတော့တမျိုးပဲဗျာတခြားစုဆောင်ထားတဲ့ပတ်စံလေးမရှိဘူးဆိုရင်တော့ အာငွေဘောနောအတိုးနဲ့ခြေမတိုးခြေအတိုးပေါ်တိုးဆင်းနေပဲကျွန်တော်တို့ပြည်သူတွေကတကယ်ကိုအာငလန်မထူနိုင်ကြတာပါအချို့သောမိသားစုဝင်တွေဆိုရင်ကိုကိုတက်တည်သွားတဲ့သူတွေတော်ရှိပါတယ်ကျွန်တော်တစ်ခေါက်ကျွန်တော်ရဲ့မိသားစုဝင်ကိုကျွန်တော်တရင်လေးတစ်ခုအနေနဲ့ဖော်ပြခဲ့တာဘောနောဖွားဟုတ်တယောက်အသက်60ကျော်ထင်တယ်ဗျကျွန်တော်ပြောခဲ့တော့ကအသက်60ကျော်ဖွားဟုတ်တယောက်ဆိုရင်မြန်မာငွေကျပ်10သိန်းသူအတိုးအကျွေးမပေးနိုင်တော့လို့သူ့ကိုယ်သူတက်တည်သွားတာ ဆိုတော့အဲ့ဒီနွားငွေကြက်ဆဲသိန်းကလည်းဘယ်လိုဖြစ်သွားတာလဲဆိုတော့တဲ့သူစားစရာမရှိလို့နည်း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 ယူရင်းယူရင်းနဲ့အတိုးအရင်းပေါ်အတိုးထက်အတိုးနဲ့အရင်းနဲ့ပေါင်းပေါင်းရင်းပေါင်းနဲ့ဆယ်သိန်းလောက်ဖြစ်သွားတာလေဟာကျွန်တော်တော်တော်စိတ်မကောင်းဘူးဗျာဘာဖြစ်လို့လဲဆိုတော့အဲကျွန်တော်မှကအဖွားတော့မရှိတော့ဘူးလေကျွန်တော်မှအဖွားမရှိတော့ဆိုတော့ဒါမှမဟုတ်ကိုချင်းစားတယ်ပေါ့နော်ဒီအဖွားတွေကဘယ်လောက်ထိကျွန်တော်တို့ပေါ့ပေါ့နော်ကျွန်တော်တို့သားသမီးတွေကျွန်တော်မြေးပေါ်တွေဘယ်လောက်ချစ်လဲဆိုရင်အဲ့လိုမျိုးအဲကျွန်တော်ဆိုရင်အဖွားရဲ့အချစ်ခံခဲ့ရဘူးလေ ဆိုတော့ကျွန်တော်ငယ်တော့ပေါ့နော်ကျွန်တော်အဖွားရှိတဲ့နေရာကိုတောင်းရင်အဖွားကကျွန်တော်အတွက်စိတ်နှုတ်ရှာပေးတာလေကျွန်တော်ကနှုတ်ရင်ကြိုက်တယ်အဲ့လိုစိတ်နှုတ်လို့နွားနှုတ်လို့အဲ့လိုရင်ကြိုက်တယ်ဆိုတော့အဲကျွန်တော်လာမယ်ဆိုရင်အဲ့လိုမျိုးပေါ့နော်ကျွန်တော်နှုတ်ကြိုပြီးတော့တိုက်တာပြီးသွားရင်ကောင်းချင်းကောင်းချင်းပေါ့နော်ကောင်းချင်းပေါင်းနေပေါင်းကျွေးတယ်အဲပြီးရင်ကျွန်တော်တို့ဒီကြိုက်တယ်ပေါ့နော်အဲကျွန်တော်တို့ဟင်းလေးတွေချက်ကျွေးတယ်ဆိုတော့ကျွန်တော်အဖွားချက်တဲ့ဟင်းတကူကျွန်တော်အရန်ကြိုက်တယ်ဗျအဲ့ဒါဘာလဲဆိုတော့ကျွန်တော်ငါးလေးတွေပေါ့နော်ငါးလေးတွေဆိုတော့ဗျာ တော်တို့အစုံမင်းကျွန်တော်တို့ဒီတောင်ယာဘတ်တွေမှာရတဲ့ငားတွေပေါ့နော်ကျွန်တော်အဲ့ဒီမှာငဇိုင်းလေးလေးပါမယ်ဗျာပြီးတော့ငပြမ်းမလေးလေးပါမယ်အဲ့လိုမျိုးပေါ့နော်ပြီးတော့ငမွေဒိုးလေးလေးပါမယ်အဲ့ဒါလေးတွေကိုတေချာကြီးကိုသူကဖွေးနေအောင်စေးတာဟာဟိုရည်စေးတာရန်တန့်တယ်ပေါ့နော်ဖွေးနေအောင်စေးပြီးတော့သူချက်တာပေါ့နော်စီသေးရတယ်နည်းနည်းလေးပဲထည့်တာဆိုတော့ဒါသတိရသွားလို့ပေါ့ကျွန်တော်ပြီးသားစုမယ်ကျွန်တော်တို့လည်းကျွန်တော်တို့ဖွားတွေရန်ချစ်ပါတယ်ပေါ့နော်ဟုတ်ပြီ ကျောင်းနိုင်ငံအတွင်းမှာရှိတဲ့ကျွန်တော်တို့ရဲ့ဒါဘောတော့အသက်ကြီးရွယ်အိုတွေကကျွန်တော်တို့ကာဝယ်ရမယ့်အဓိကသူတွေဖြစ်တဲ့အမျိုးသမီးတွေလည်းအပါအဝင်ကလေးသူငယ်တွေပေါ့နော်ဒါတွေကိုကျွန်တော်တို့အမြဲတမ်းဦးစားပေးပြီးတော့အဲကျွန်တော်တို့ safe fit အောင်ကြိုးစားနေကြပါတယ်ဟုတ်ပြီအဲ့တော့နေလို့နေစားသမားတွေကဒီနေ့မှပတ်စံမှမရရင်နောက်နေ့ပါသူတို့ကအကျိုးထပ်သွားတာဆိုတော့သူတို့ကဆန်လေးလေးရမယ်ဗျာတပေါင်းဝဲလေးရမယ်ဆိုတော့သူတို့ကနေပြီးတော့သူတို့ရဲ့ဘေးရွယ်လေးတွေကိုခဏထားပြီးတော့သွားပြီးတော့ရမလားဆိုပြီးတော့မက်လေးတွေတက်ပြီးတော့မဲဆိုစီယုံပဲလိုက်မိပါတယ်တဲ့ ဆိုတော့ဥစ္စာပေါင်းတဲ့ချိန်ကျတော့ဘောလီဝုဒ်ပုတ်တယ်အာဟိုအုပ်ချုပ်ရေးမှုပေးထားတဲ့ဟိုဆယ်မှုစီမှာဘာညာပေါ့ဗျာပေးရင်လည်းပေးထားမယ်ဘွားကောင်တွေကလည်းတည့်အတိုင်းပဲလေဆိုတော့ဘာမှလည်းဘဲမှလည်းတိုင်လို့မရအောင်အခြေအနေပေါ့နော်ဒါကတော့ဒါကတပေါင်းဝဲရမလားလို့လိုက်ခဲ့မိတဲ့နေ့လုံးနေ့စားကျွန်တော်စိုက်ကားသမားနဲ့ဗေးတဲ့သမားတွေရဲ့အခြေအနေပေါ့နော် ဆိုတော့ဒီ UI ဘောနဲ့ပတ်သက်ပြီးတော့လေသူတို့ကဒီကျွန်တော်တို့ဒီစိုက်ကားသမားတွေဘေးရသမားတွေကိုအသုံးပြုထားတယ်ဆိုတာလေကျွန်တော်တို့ကြားသိထားရတဲ့အချို့ဆိုရင်အာလုံချုံရေးလို့လို့အာဘာလို့ညာလို့လို့နဲ့ကောင်းနေလေအများကြီးရှိတယ်လို့ကျွန်တော်တို့သတင်းတွေရရှိထားတယ်ဟုတ်ပါတယ်ဒါကတော့ပညာရှင်နေအောင်ထားရတဲ့အခြေအနေမဲ့လို့တို့အသုံးချဖို့အတွက်အသုံးချခံနေရတာတွေလေကျွန်တော်တို့နားလေပါတယ် ်ဟုတ်ပြီအခြားမျိုးနယ်တွေမှာလည်းကျပ်ဖို့ပါတီကအဲ့လိုပဲတဲ့မဲဆွက်စည်းရုံးတာတွေရှိတယ်မြန်မာအဖြစ်ကကျွန်တော်တို့ဆိုင်ကသမားတွေဗီဒီယိုသမားတွေကိုခေါ်ယူတယ်လို့သိရတယ်ထို့နည်းသမားပဲကျွန်တော်တို့ပြည်သူ့ရှေ့ဆောင်ပါတီ PPP ကလည်းပဲဒါကျပ်ဖို့ပါတီနဲ့အပြိုင်ပတ်စံပေးပြီးတော့မဲဆွက်စည်းရုံးရေးလိုက်ဖို့တခေါ်နေတာလည်းရှိပါတယ်ဆိုတော့နည်းနည်းတော့ကြည့်ကြလို့ပေါ့ဗျာကျွန်တော်တို့မျိုးပတ် UG တစ်ဖွဲ့လုံးကလည်းပဲဒါအလုံးသတိပေးပြောဆိုပြီးဖြစ်ပါတယ်ကိုသမိုင်းလဲကိုရေးကြပို့အတွက်တော့စလုံးလေးလှောက်ဖို့တော့လိုတယ်ဗျ ဇာမဲကျွန်တော်တို့တစ်ခါတည်းရန်ကြရင်ဗျာရသပြည်သူတွေပေါ့နော်အဲလူစုလူဝေးရမ်းများတဲ့ကာမဲကျွန်တော်တို့အများကြီးစင်ကြင်ရတာရှိပါတယ်ဟုတ်ပြီနေဖို့ကြောင့်လေးအနေနဲ့ကျွန်တော်တို့သဘောကျတဲ့ဒင်းလေးတစ်ခုပေါ့နော်ပြန်ပြီးတော့တင်ပြပေးခြင်းပါတယ်အဲ့လာကဒီစတော်ဒီခေါင်းဆောင်ကိုရှင်းပြီးတော့ပေါ်လာဆွဲခံ လိုက်ရတယ်ကျွန်တော်လူငယ်၁၀ဦးလွတ်မြောက်သွားတဲ့အကြောင်းကိုကျွန်တော်ဖော်ပြခြင်းနဲ့ဗျဟုတ်ပြီစကိုင်းနဲ့ကက်ရူမျိုးနဲ့မှာဂျန်ဖက်စစ်ခွတ်တက်ကပေါ်တာဆွဲဖန်စီခံရတဲ့လူငယ်၁၀ဦးကိုအမှတ်6 3 3 6တင်ကားတက်ရင်ကိုကားနဲ့ပို့ဆောင်တဲ့အချိန်အဲ့ဒီလူငယ်၁၀ဦးကကားမောင်းတဲ့ဗျူစော်ရီကောင်ကိုဝိုင်းဟွန်တိုက်ခိုက်တက်ဖြတ်ပြီးတော့ထပြစ်လွတ်မြောက်ခဲ့တယ်လို့ကက်ရူခံရအမှတ်3ဤကောင်ရဲ့တက်ဖွဲ့ဒါထောင်းရင်းတာဝန်ခံတဦးကသတင်းပေးပို့ထားတာဖြစ်ပါတယ်ဖြစ်စဉ်အောက်တိုဘာ15ရက်နေ့ကဗျနင်းငယ်တော့ကြာပါပြီ ဒီကနေ့အဲ့ဒရင်လေးတွေ့လိုက်ရလို့ပါဆိုတော့ကံမှုမျိုးနဲ့ဒါစပယ်နဲ့တာဂျွာပီဇော်တီစစ်စေးဂိတ်မှာကျန်းဖတ်ဖက်စစ်တက်ကခွေးသားတွေကလေခီးသွားလူငယ်၁၀ဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့တယ်အဲ့လိုဖမ်းဆီးခံရတဲ့လူငယ်၁၀ဦးကိုအဲ့ဒီနေ့ညနေပိုင်းမှာပဲတဲ့ဂျန်ပစစ်ခွေးတက်ရဲ့အမှတ်6 3 6တင်ကားတက်ရင်ကိုကားနဲ့ပို့ဆောင်ခဲ့တာဖြစ်တယ်အဲ့ဒီကားနဲ့ပို့ဆောင်တဲ့ကားမောင်းရင်မောင်းဖြစ်တယ်ပေါ့နော်ပီဇော်တီကောင်းအောင် ဟိုပရဆွေခံရတဲ့ကျွန်တော်လူငယ်တွေကလန်ခိတနေရာမှာပဲ y1 တိုက်ခိုက်ပြီး level ညစ်တက်လိုက်ပါတယ်ဆိုတော့အဲ့ဒီပဇော်ဒီကောင်ကတော့ပေါ်ချင်းပြီးတည်ဆုံးသွားတယ်လူငယ်၁၀ဦးကလွတ်မြောက်လာတဲ့အကြောင်းကိုကျွန်တော်တို့ကြားသိရတာဖြစ်ပါတယ်အတင်းအာရမစင်မူတန်ဒါကတစ်ဖက်နော်ပြီးတော့အချို့လူငယ်တွေကလည်းပဲနီးမျိုးစုံနဲ့နီးလန်းရှာပြီးတော့ထပြေးလွတ်မြောက်တာတွေလည်းအများကြီးတွေ့ရတယ်အချို့ဆိုရင်ကျွန်တော်တို့ဒါ ညီမနှိပ်ဆက်ရင်းနေပေါ့နော်အသက်ပါပေးလိုက်ရတဲ့လူငယ်တွေလည်းအများကြီးကျွန်တော်တို့သတင်းတွေကြားရပါတယ်အချို့ကြတော့လေအဖေတွေအမေတွေကိုနှိုက်ကစစ်မှုထမ်းဖို့အတွက်ပတ်စံယူပြီးတော့ထည့်ပေးလိုက်တာတွေလည်းကျွန်တော်တို့သတင်းတွေကြားထားရဟာကျွန်တော်တို့အံ့အောင်အံ့အော်တယ်ဟာဒီလိုအမေတွေလည်းရှိပါသေးလားပြီးတော့ချုပ်ကောင်တွေကလည်းခိုးဆိုးလူနိုင်ချင်လို့ပြောချင်တာကဗျာယူနီဖောင်းစစ်ခွေးယူနီဖောင်းဝတ်လိုက်ပြီးဆိုရင်ဒီကောင်တွေကတရားဝင်ခိုးစားလို့ရတယ်တရားဝင် တောင်းစားခွင့်ရတရားဝင်မရင်းကျင်ခွင့်ရတရားဝင်လူသက်ခွင့်ရတယ်အဲ့တော့ငွေတွေကမှဗျာဒါอืมခကြင်းကြင်းဘွားတွေကဖြတ်တန်းလာတဲ့သူတွေကဒါခွေးပုံစံမျိုးအတုံးချတာရှိတယ်ဗောနော်ချိန်မှာတေတော့တေတာဗောကျွန်တော်တို့အခုဆိုရင်ဒါတမ22ကကျွန်တော်ကင်ပြင်းနေလေးကတော့ဝင်းကျင်မှာအစုလိုက်ပြုံလိုက်တေသွားကြတယ်ဆိုတော့မနေ့ရက်ကအဲအဲ့ဒီတင်းကျွန်တော်ကြားတာဗောနော်ကျွန်တော်ရဲ့ အတိအကျကကျွန်တော်လှမ်းပြီးတော့တရင်ပို့တယ်ကိုရှိုင်းရင်လည်းမိုင်းဝင်းထဲကိုဝင်လာပြီတဲ့စိတ်ဓာတ်ချလိုက်တော့အဲ့လောက်ပဲပြောတယ်ဒါပေမဲ့ဒီနေ့တရင်တက်လာတယ်လက်နဲ့ခဲရင်လည်းအများကြီးဗိုတာပေါ်ကြီးတောင်မှအာတပုံနေတောင်မှအဖော်ပြထားတာကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ဆိုတော့တကယ်တမ်းတော့ကျွန်တော်ကင်းနေမြေမှာကရင်ဟာသူတို့ကိုကြော်ပြီးတော့ဘယ်အချမ်းဖက်စစ်ခွေးတက်ကမှစစ်ကြောင်းထိုးလို့မရဘူး ကရင်ကရင်အချင်းလမ်းပြလို့တာလမ်းပေါက်သွားတာတွေရှိတယ်ပြီးတော့လက်ရှိကရင်ကိုကြားဖြန့်ကြားဖြန့်ထိုးထည့်ထားတဲ့အခါမှာကရင်ကတော်တော်လေးကိုလောကန်ရတာခက်ခဲတဲ့အပိုင်းလေးတွေရှိတယ်ဆိုတော့ KK ပါအဲ့ဒီမှာရှိတဲ့ကောင်တွေကိုအကုန်လုံးလက်နက်ကင်အဖွဲ့တွေကလက်နက်ကင်ဖွဲ့တွေ BGA ပေါ့ဗျာတပ်မုံကြီးလည်းထွက်နေတာပဲအလုံးလုံးကြီးပါယူပြီးတော့သူတွေအကုန်လုံးဟိုပို့ဒီပို့ဟိုမှာထားဒီမှာထားပြီးတော့အဲ့ဒီအဆောက်အဦတွေအကုန်လုံးကို မိုင်းခွဲပြီးတော့အခုတက်ချော့ဖြက်စီးပြနေတယ်ဆိုတော့ထိုင်းငါတော်မှာအဲ့ဒီအတန်ထွက်လာတယ်ဆိုတော့ကျွန်တော်ဝင်လို့မိုးတွေဖြစ်လာမယ်ဘုနော်လက်ရှိချိန်မှာထောင်နဲ့ချီပြီးတော့အဲ့ကြားဖြန့်ဝင်နှန်းတွေကလည်းထိုင်းနိုင်ငံဘက်ကိုထပြေးနေကြတာရှိတယ်အချို့ကြောင့်လည်းဗျာမလုံခြုံတော့ဘူးဘုနော်အထူးတော့ထပြေးမယ်ဆိုပြီးတော့ထိုင်းဘက်ကိုအတောင်မြေကိုကူးပြီးတော့ထပြေးကြတာရှိတယ်အချို့ဆိုရင်းနေပြီးတော့တေသွားတဲ့ဒရင်တွေမှာကျွန်တော်တို့ကြားထားရတာဖြစ်ပါတယ်ဟုတ်ပြီဆိုတော့ကျွန်တော်လက်ရှိချိန်မှာ အဲ့ဒီထပ်ပြတဲ့လူငယ်၁၀ဦးကလည်းကျွန်တော်လွတ်မြောက်သွားပြီးကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်ကျွန်တော်တို့ကမ့်ဘူခန်အမှတ်၃တက်ရင်မှာကျွန်တော်တို့ဒါရောက်ရှိနေပြီးသူတို့ရဲ့မိသားစုတွေကိုလည်းပဲအကုန်လုံးကိုပြန်လဲအနှံပေးပြီးသွားပြီဗျာတကယ်ကိုဝမ်းမြောက်ဖို့ကောင်းတယ်ဗျာအဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့နော်ပတာဆွဲခံရတဲ့ပြီးတော့ထပ်ပြလွတ်မြောက်လာတဲ့ကျွန်တော်လူငယ်၁၀ဦးကိုသူတို့ရဲ့မိဘတွေစီလက်ထဲအရောက်ကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေကအားလိုက်တာဖြစ်တယ်ဟုတ်ပြီမင်းတို့မိဘတွေနဲ့လည်းမင်းတို့စကားပြောအော်မင်းတို့ပြန်ရင်လည်းပြန်ပါတော့မပြန်ရင်တော့ငါတို့နဲ့ဆက်ပြီးတော့လား စကွေမိဖို့မဲ့ပွဲမှာပါဝင်ခြင်းနဲ့ဆိုလည်းပဲဆက်ပြီးတော့မိဖို့ကြတာပေါ့ဒီလိုမျိုးပါကျွန်တော်လူငယ်တွေကစကားပြောရင်မိုက်တယ်တကယ်နေမြန်မာလဲအဲ့လိုပဲကျွန်တော်တို့ပြောကြတာများတယ်ဗျဟုတ်ပြီဒီကနေ့မှာကျွန်တော်တို့ဆက်သွယ်လာတဲ့ဒါမန်လီနဲ့ပတ်သက်ပြီးတော့ဗောနော်တာဝန်ထမ်းဆောင်ခြင်းနဲ့ဆိုတဲ့ရေးပေါ့လူငယ်တွေများကြီးရှိပါတယ်ဆိုတော့မန်လီ PDF ရဲ့ link ကိုကျွန်တော်ဒိုင်ရိုက်ချပေးထားပါတယ်သူတို့နဲ့စကားပြောပါသူတို့နဲ့ဆက်သွယ်ပါဆိုတော့ကျွန်တော်ကတောင်ပိုင်းဗျဟိုဘက်ကမြောက်ပိုင်းဗျကျွန်တော်เนี่ยအရန်ဝေးတယ် ဆိုတော့ဒါပေမဲ့ကျွန်တော်ဒါရဲ့ link တွေကိုကျွန်တော်ချိတ်ဆက်ပေးမယ်ပြီးတော့ကုညီထောက်ပံ့ဝင်ရင်ကျွန်တော်ရဲ့မိသားစုအနေရှိတယ်ဆိုလဲကျွန်တော် manly pdf နဲ့ဒါရဲ့ဆက်သွယ်ပေးပါမယ်ကျွန်တော်လည်းပဲ manly pdf တွေကျွန်တော်ရဲ့ပြီးတော့ distro တို့ဖန်တီးထားတဲ့တောင်းတမန်မှာ online site မှာဆိုတဲ့တခြင်းနဲ့ပတ်သက်ပြီးတော့လည်းပဲ nope open open တော့သူတို့နဲ့ပူးပေါင်းပြီးတော့ကျွန်တော်တို့ဘယ်လိုမျိုးလုပ်မလဲဆိုတာလဲဆွေးနွေးနေကြတာတွေရှိပါတယ်ဆိုတော့ manly ကတာဝန်ခံတူနဲ့လည်းစကားပြောဖို့ကျွန်တော်ချိန်ထားတာရှိပါတယ်ဒီနေ့မှာကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာကျွန်တော်ရဲ့မိသားစုအနေအားနဲ့တက်မယ်လို့မျှော်လင့်ပါတယ် နောက်လာတဲ့ဗီဒီယိုကိုတစ်ချက်ပို့ပြီးတော့ကျွန်တော်ကောင်းပို့ပြီးတော့စူးစမ်းနေပါတယ်ဂျမိုင်းနဲ့ပတ်သက်ပြီးတော့စိတ်ပူနေကြကျွန်တော်မိသားစုဝင်နေကျွန်တော်ပြန်ကောင်းလာမှာပါကျွန်တော်လည်းအမြဲတမ်းကောင်းဖို့အတွက်ဆူတောင်းနေပြီးတော့ဆရာဝန်ညွှန်ကြားတဲ့အတိုင်းကျွန်တော်နေနေပါတယ်ဆိုတော့မမြင်ရတဲ့ဒဏ်ရာတွေဆိုတော့ဗျာကျွန်တော်တို့လည်းခတ်တယ်ပေါ့နော်